မြန်မာနိုင်ငံရှိငလင်တန်တဲ့ပြည်သူများအတွက်တရုတ်နိုင်ငံအစိုးရကအကူအညီပေးသည့်ထောက်ပံ့ရေးပစ္စည်းများပြီးခဲ့တဲ့ Avella လေးရက်နေ့ကဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့တယ်လို့သိရပါဗျ။ဒီတစ်ခေါက်မှာတော့ရွက်ဖြင်တဲ800ခြုံဆောင်2000ဘစ်ကွတ်မုတ်ချောက်တစ်တာ3000နဲ့ရေတန်းတစ်တာ2000တို့ပါဝင်ခဲ့ပြီးတော့နေပြည်တော်ကနေတဆင့်ငလင်တန်တဲ့နေရာများကိုဆက်လက်ပို့ဆောင်သွားမှာဖြစ်တယ်လို့သက်ဆိုင်ရာတာဝန်ရှိသူများကဆိုခဲ့ပါဗျ။ငလင်တန်တဲ့နေရာများမှာစားနပ်ရိက္ခာထောက်ပံ့မှုပစ္စည်းများအပြင် မြေပြင်မှာအရေးပေါ်လိုအပ်လျက်ရှိတဲ့စေဝါလိုအပ်ချက်တွေတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကလည်းအခုလိုပဲပြောခဲ့ပါဗျာအကြမ်းဖက်တော့နိုင်ငံတွင်းကဆဲဝင်နေရလဲထုတ်ပေးနေတာရှိပါတယ်ဒါပေမဲ့အားချင်းဖြစ်တဲ့ဖြစ်တဲ့အတွက်ပုံမှန်အနေထားတဲ့တော့ပိုလိုအပ်မှာပဲဖြစ်ပါအဲ့တော့ဒီကရန်တို့စားတော့ရှိဝါအနေစရာတန့် နောက်ရေးဒါတွေလည်းနိုင်ငံတွင်းနဲ့အနေနဲ့မှာလှူရှင်နေတခြားလှူခဲ့တာရှိပါတယ်။ဒီနေ့ကလည်းပဲပြန်လည်ထူထောင်ရေးကုညီကြေးမှန်နဲ့နောက်နောက်ထပ်ပြီးတော့ next floor လောက်ရမယ်ကိစ္စတွေလို့နိုင်ငံနိုင်ငံကချိနာရှင်လူလူတွေကလည်းလှူဒန်းခဲ့တာရှိတယ်။အတူရန်ကုန်တိုင်းမှာလည်းပဲရန်နဲ့ပတ်သက်ပြီးတော့လူငွေဒီစေနာရှင် ပြည်သူများကလည်းထပ်လှူခဲ့ကြတာရှိပါတယ်။ဆိုတော့ခုနစီဝါနဲ့ပတ်သက်လို့ကတော့ ရေရှည်ပေါ့ငလင်းเจ้าမလို့ဖြစ်လာတဲ့နေသားမှာမီးတွေပြည့်ပြရတာရှိတယ်မီးမလာတော့ရေခက်ခဲထပ်ဖြစ်လာတယ်ဒါနဲ့ဒီကြမ်းမိုက်ဆိုင်ရာတွေကအားနေချက်ချုံချက်တွေဆက်တိုက်လို့လို့ sequence ကြကြ maybe ပေါ့ဖြစ်နိုင်တဲ့နေသားဖြစ်တဲ့အတွက်ရှေးဝါလိုအပ်ချက်တွေကတော့ရှိနေမယ်နေသားရှိတယ်လို့တော့ပြောလို့ပါလုံးနိုင်ငံသူနိုင်ငံသားတွေရဲ့အကူအညီနဲ့အကုန်လုံးကိုစူးစိပြီးတော့မှဒီမြန်မာနိုင်ငံတွင်းကို မြန်ဆန်အောင်ဒီအနေနဲ့တောက်လျှောက်လာပြီးတော့ပို့တာဖြစ်ပါတယ်အခုလည်းဒီနေ့ဆိုလို့ရှိရင်လည်း69တန်းရောက်ရှိတယ်လို့သိရပါတယ်နောက်တဲ့9ရက်နေ့မှလည်းပဲထပ်ပြီးတော့ရောက်လာဖို့ရှိတယ်နောက်တစ်ပတ်တော်တွင်းမှလည်းပဲအဲနှစ်ကြိမ်လောက်ထပ်ပြီးတော့လာပို့ဖို့ရှိရှိတယ်လို့အတိရပါတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့မှဒီကုညီကြေရေးဆိုတော့လိုအပ်ချက်ကတောက်လျှောက်ရှိနိုင်တဲ့နေသားရှိပါဘောင်းဆိုတော့ကျေပြန်းကုညီအမှာဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိနေသားမှာတော့ ူညီကယ်ဆယ်ရေးကိုအဓိကတွားနေတာဖြစ်တဲ့ Channel A အနေနဲ့ကလည်းဒီရန်နဲ့ပတ်သက်ပြီးတော့နောက်ကျအနာဝတ်ထုတ်ပြီးတော့ select ကူညီဆောင်ပေးမယ်ဆိုတာမျိုးကိုယုံကြည်ပါတယ် ကဘာဝဘေးဆိုတာကတော့မုံတိုင်းတိုက်တယ်ဆိုရင်ကြိုပြီးတော့ပြီးလို့ရတယ်။နောက်တစ်ခါရေကြီးတာလည်းပဲအထက်မှာဖြစ်ခဲ့တဲ့ဟာကိုအောက်ဘက်ကလူတွေကိုသိကြောင်းဖယ်ဆယ်လို့ရရင်ငလင်ပြတော့အကျဆိုတင်မသိနိုင်တာဖြစ်တဲ့ပတိဆုံးချက်မှုလည်းများတယ်။အဲ့တော့ဒီရပေါ်မှာတော့ကဘာဝဘေးဆိုတာကတော့အဲဖြစ်နေမှာပဲဖြစ်ပါတယ်။ဒါတွေကိုတော့ကျွန်တော်တို့နိုင်ငံတွင်းတွေကအဲအများများနဲ့ရောနိုင်ငံတကာကူညီများနဲ့ရောဒါကိုကြိုးစားပြီးတော့ ဆက်တမ်းဖို့စီမံဆောင်နေတာပဲဖြစ်ပါတယ်။ဟောဒုနိုင်ငံအရေးကြုံတိုင်းမှာဆွေးနွေးပေါ့ပေါ့အနေနဲ့ဒုနိုင်ငံအခြေကြည့်ဒီဒီကအားချင်းနေတဲ့ကူတွေရှိတာအရင်တော့လည်းဒုနိုင်ငံတိုင်းလေးကြီးကြီးရဲ့တယ်လို့ပြောကြတာဖြစ်ပါတယ်။ဒါမျိုးလုံးနဲ့လုံးနဲ့ငါကလုံးမနာနေတာကအကျဉ်းချုပ်တယ်လို့ပြောလို့ရတယ်